ာပါညီကိုရောနေကောင်းချမ်းမှချမ်းသာကြပါသည်ဗျာခင်းမှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေတောက်ချညမှာကံမဲ့ပွဲစဉ်၃ပွဲရှိတယ်ဗောနော်ဒါဖြစ်လို့ဒီပွဲစဉ်တွေကတောက်ချညမှာကံရလဲဆိုတော့ကျွန်တော်ရီယယ်ပတ်တဲ့အသင်းကတော့ဒါ Europa Conference League Final ကံဖို့ရှိတယ်ဗောနော်ဒါရက်တွေဒါနေသွားမှာဗောတော်ပွဲကြိုပြီးမှကံတာဗောဗျာပြီးတော့ကိုမွန်နဲ့ Inter Milan ရှိမယ်နာပိုလီနဲ့ကက်ဂရီယာရီတို့ရဲ့ပွဲစဉ်တွေရှိရဗောနော် ဒီတောင်းပွဲမှာဆိုလို့ရှိရင်စပိန်လာလီကာပွဲစဉ်38ဒါနောက်ဆုံးပွဲလည်းဖြစ်တယ်ပေါ့နော်။ရီယယ်ဘက်တင်နဲ့ဘလန်တီယာတို့ရဲ့ပထမအုံပွဲချုပ်တောင်းတာပြီးချင်ပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ရီယယ်ဘက်တင်အတင်းက level 80ရှုံးနေ၊ကိုပေါင်းကြီးက390နိုင်ကမှဖွင့်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါ table မှာကြီးလိုက်မယ်ဆိုလို့ရှိရင်ရီယယ်ဘက်တင်ကတော့ယူရိုပါလိဝင်ဖွင့်တနေရမှာပဲပြီးဆုံးသွားပြီပေါ့ဗျာ။59မှာ ဗလန်စီယာအသင်းကတော့45မှတ်နဲ့အဆင့်7နှစ်မှရှိတယ်ပေါ့နော်ဗလန်စီယာအသင်းကလည်းတမစင်ဓွားရာတစ်ခုပဲရှိတယ်ပေါ့နော်ဘာမျိုးလဲချက်မှလည်းမရှိတော့ဘူးပေါ့ဒီနှစ်သင်းကကျွန်တော်ပထမအကြော့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗလန်စီယာအသင်းက42ဆိုတဲ့ရလနဲ့အနိုင်ယူထားတာလည်းတွေ့ရမယ်ပေါ့နော်ရပတ်တရအတင်းရလက်ရှိကာရာဖောင်ကိုကြည့်လိုက်မယ်ဆိုရင်လုံးဝမကောင်းပါဘူး ရှောင်းနာမျိုးလည်းမဟုတ်ဘူးဗျတကြီးပွဲတွေတောက်လျှောက်တူတော့တို့ရဲ့ဥရောပဝင်ခွင့်တနေရာကိုအိမ်မက်ပြတ်သွားတာပေါ့ဗျချန်ပီယံလိဝင်ခွင့်တနေရာပေါ့နော်ဘာတွေဖြစ်သွားလဲဆိုတော့ကျွန်တော်အိုဆာဆူနာကိုအိမ်ကွန်းမှာ1-1စော်တယ်အဝေးကွန်းမှာဘယ်ကန်နိုတူတူစော်မှာအက်တလီတီကိုမက်ဒရစ်ကိုအဝေးကွန်းမှာ4-1နဲ့ရှုံးသွားခဲ့တယ်ပေါ့နော်ဒီ၃ပွဲမှာအမှတ်တွေတောက်လျှောက်ရော့သွားတယ်ဒီ၃ပွဲမှာသူကနှမထဲရလိုက်တယ်ပေါ့နော် ဒါမှမဟုတ်ရှင်တကယ်ပဲတူဒီ၃ဘွဲ့မှာပေါ့နော်၅ဘွဲ့နိုင်ပြီ၃ဘွဲ့လောက်တည်ကြမှာဆိုရင်တို့အနည်းဆုံးချန်ပီယံလေးဝင်ခွင့်တနည်းအတွက်ညှောလင့်ချက်လည်းရှိတယ်ပေါ့နော်ဘလန်စီယာအတင်းအောင်ကြည့်မှာဆိုရင်ဘလန်စီယာအတင်းရနောက်ဆုံး၁၀ဘွဲ့ဆက်၉ဘွဲ့ပျောက်သွားရတယ်ပေါ့နော်၁၀ဘွဲ့နိုင်ပြီးမှနောက်ထပ်၉ဘွဲ့တွေပျောက်သွားတယ်အလာဘက်၁ဘွဲ့နိုင်တယ်ဆိုတော့အတိတ်ပဲပြောချင်တာတော့ဘလန်စီယာအတင်းရနောက်ဆုံး၁၀ဘွဲ့ဆက်ရှုံးဘွဲ့ပေါ့ဗျာအဆုံးတတ်သွားတာလည်းတွေ့ရတယ်ပေါ့နော် အလာဘက်ကဝမ်ဇီနဲ့ရှုံးတယ်ဘီလ်ဘာကိုဝမ်ဇီနဲ့ရှုံးတာလည်းတွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းရဲ့ကျွန်တော် head to head ဘိုင်း၅ချိန်ကိုကြည့်လိုက်မယ်ဆိုရင်လို့ရှင်တော့ဒါဘက်တဲ့အသင်းက၂ချိန်တိုင်းဘလန်စီယာ၂ချိန်တိုင်းဒီချိန်ကတည်ကြတယ်ဒီနှစ်သင်းတွေ့တဲ့ပွဲစဉ်တိုင်းမှာ goal ပေါ့ကျထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ထင်တာကတော့အဓိကကစားသမားတွေဖြစ်တဲ့အန်တိုနီတို့ ISCO ဒီကစားသမားတွေအနာပေးနိုင်တယ်ဗောနော်ဒါဆိုတော့ကျွန်တော် Europa Conference League Final ကရက်အရန်နီးလာတာလည်းတွေ့ရတယ်ဗောနော်တိတ်မကြတော့ဘူးဗျာဒီ Final ပွဲစဉ်ကံမိုးကလည်းအချက်စီးနဲ့ကံရမှာဗောနော်အပူလာမှာကံမှာဖြစ်ပါတယ်ဒီပွဲစဉ်ဒီ final ပွဲစဉ်29ရက်5လ2025မှာကံမှာဆိုတော့တိတ်တပတ်လောက်ပဲလုံမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကကစားသမားတွေအနာပေးနိုင်ပါတယ် ဘက်တစ်ကရှောင်းသွားလဲဘာမှစိတ်ကူတယ်မလို့ဒီနေရာမှာဒီနေရာမှာပဲရှိမှာပေါ့နော်ယူရိုဘာလိကတေချာသွားပြီပေါ့ဗျာဒါကိုပြောချင်တာပါအဓိကနိုင်ဂျီးယားနှုံးတွေကြည့်လိုက်မှာဆိုရင်ဘလန်စီယာအတင်းနဲ့ဘက်တီရိုဖွဲ့စင်မှာဆိုရင်နိုင်ဂျီးယားနှုံးတွတ်ထားတာတော့ဘလန်စီယာအတင်းက29ရာခိုင်နှုန်းဘက်တစ်က50ရာခိုင်နှုန်းဆိုမှတွတ်ထားတာတော့တွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ once to off မှာပေးထားတဲ့ body ကြီးကိုကြီးမှဆိုရင်ဘတ်တက်အနိုင်ကို2စတရေကို4စဘလန်စီယာအနိုင်ကို3စကိုပြီးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ကအောက်အသင်ဖြစ်တဲ့ဘလန်စီယာ body ပဲကြိုက်ပါတယ်ဘလန်စီယာရဲ့ body တစ်ချောင်းတည်းပဲကြိုက်တယ်ပေါ့နော်ပြီးရင်ခိုးပေါင်းရိုက်ချင်တယ်ဆိုလို့ရှိရင်တော့အတိကကစားသမားတွေတော့အနာပေးလာနိုင်တယ်ပြီးရင်ဘတ်တက်ကအနောက်တန်းတော့နှက်ရိုင်းတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မကျွန်တော်ဘလန်စီယာကြိုက်တာဖြစ်ပါတယ်ကျွန်တော်ဘလန်စီယာအသင်ကြီးချက်တယ်ပေါ့နော် ကိုပေါင်းထိုးခြင်းနဲ့ဆိုရင်တော့အနည်းဆုံး၃လောက်ထိလည်းရောက်သွားနိုင်ခြေရှိတဲ့အတွက်ပေါ့နော်ကိုပေါင်းအပေါ်ရိုက်ချင်လည်းရိုက်ကြည့်ပေါ့နော်နှစ်ပွဲစဉ်တစ်ပွဲကတော့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အီတလီစီးရီးအပွဲစဉ်38ကိုမိုနာအင်တာမီလန်ဘာဖြစ်လို့လဲဒီဟာကျွန်တော်တောက်တန်ရမှာခံရလဲဆိုတော့ဒါအင်တာမီလန်အသင်းဆိုတာလဲချန်ပီယံလိဘောလူပွဲလဲရှိတယ်ပေါ့နော် တို့ကဒါတောက်ကြညမှာပြီးလို့ရှိရင်တစ်ချိန်နဲ့ကန်တာလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါသူနောက်တစ်ပွဲဆိုလို့ရှိရင်ကျွန်တော်ဒါနာပိုလီပွဲစဉ်လည်းရှိရပေါ့နော်တစ်ချိန်နဲ့မှပဲကန်တာပေါ့ဗျာအဲ့တော့လေးကြည့်ကောင်းမှာပွဲစဉ်တပွဲလေးဖြစ်တာလည်းတွေ့ရတယ်ဒီပွဲစဉ်မှာတော့အဝေးကွင်းအင်တာမီလန်တလုံး30နိုင်ဆိုပြီးမှဘော်ဒီဂျီဖွင့်ထားတယ်တွေ့ရတာပေါ့နော်ကိုပေါင်းကြီးကိုကြည့်မှဆိုရင်တောင်း30နိုင်ပေါ့နော်ကိုမိုအတင်းကတော်တော်လေးဒီရာစီပေါ့နော်ပင်ကွင်းနောက်ဆုံး30နိုင်ထားတာမျိုးလည်းကျွန်တော်တွေ့ရတယ်ပေါ့နော် ဇယားနေထားကိုကြည့်မယ်ဆိုရင် Inter Milan 98မှာ9မိုးအတင်းကတော့ Ancient Gomo ကတော့49မှနဲ့အဆင့်30မှာရှိတယ်။ဒီအတင်းကတော့ဥရောပဝင်ခွင့်တနေအတွက်ကလည်းမဖြစ်နိုင်တော့ဘူးပေါ့နော်။ ဒီရာကျွန်တော်တို့ဒါအင်တာမီလန်ဘက်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ကစားသမားလူထားရောမာတီနက်စ်ပေါ့နော်ဒီကစားသမားဒိုင်ယာရနေတယ်ပေါ့နော်ပါဝင်မှုတိတ်မတိချာ fitness တိတ်မပြည့်သေးဘူးဆိုတဲ့တဲ့င်းထဲမှာပေါ်ပြနေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကျော့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်တာမီလန်သူကမှ2-0နဲ့တော့နိုင်ထားတယ်ပေါ့နော်လက်ရှိကိုမို့တင်းရဲ့အင်ဂွန်ကာရာဖောင်ဆွမ်းဆောင်ရတော်တော်လေးကောင်းတယ်ပေါ့နော်နောက်ဆုံးအင်္ဂွန်ပွဲစဉ်တွေကိုကြည့်ရမယ်ဆိုအင်္ဂွန်မှာနောက်ဆုံး၃ပွဲဆက်နိုင်ထားတယ်အဲ၃ပွဲမှာလည်းပြီးဖို့တကူတွေပဲရှိတယ်ပေါ့နော် င်တာမီလန်ရဲ့ကာရာဖောင်ကိုကြည့်မယ်ဆိုရင်အဝေးဝင်ကာရာဖောင်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံး၅ပွဲမှာဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်တဲ့ပွဲရှုံထားတယ်ဘူလောညာဝမ်ဇီနဲ့ရှုံထားတယ်တွေ့ရတယ်ပေါ့နော် head to head ဘိုင်းကိုကြည့်မယ်ဆိုရင်ဒီနှစ်သင်းရနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင် head to head ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီနှစ်သင်းကနောက်ဆုံးတွေ့ခဲ့တဲ့၃ချိန်ပဲရှိတယ်ပေါ့နော်ဒါအင်တာမီလန်အသင်းက၃ချိန်လုံးနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော် ဒီနှစ်သင်းရဲ့ဒါကျွန်တော်နိုင်ဂျီယာနောတွက်ထားတာတော့အင်တာမီလန်80ရာခိုင်နောပေါ့နော်အင်တာမီလန်တွက်တော့တည်ရရှင်လောက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုသူတို့အ ਨੇ ဆုံးအနိုင်ခံဖို့လည်းလိုတယ်ပေါ့နော်ဘာလို့ဆိုသူတို့ကဒါနာပိုလီထက်ဘာဖြစ်လို့လဲဆိုဒီနှစ်သင်းကနာပိုလီနဲ့ဒါအင်တာတော့ဘွားတစ်ချိန်နဲ့ကံမှာဖြစ်တယ်ပေါ့နော်တကယ်လို့ဒါနာပိုလီကနိုင်ခဲ့မှဆိုရင်ချန်ပီယံဖြစ်ပြီပေါ့ဗျာတည်ရချခဲ့မှဆိုလို့ရှိရင်တော့ကျွန်တော်ဒါ ကိုးကွာခြားချက်ပေါ့နော်ဒါကျွန်တော်ကြည့်ရမယ်ပေါ့နော်ဒါတော်တော်လေးကြည့်ကောင်းမှာပွဲစဉ်တစ်ပွဲလည်းဖြစ်တယ် The Wands to Oz ကိုကြည့်မယ်ဆိုလို့ရှိရင် Wands to Oz မှာပေးထားတာကတော့ကိုမွန်အနိုင်ကို9လတရီကို၄ဆနဲ့ Inter Milan အနိုင်ကို ပြား60ပေးထားတာတော့တွေ့ရတယ်လက်ရှိအခြေအနေကဆိုလို့ရှိရင်တော့ကျွန်တော်ကိုမွန် body ပဲကြိုက်ပါတယ်ကိုမွန် body ပဲကြိုက်ပါတယ်ကိုမွန်နဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကြိုက်တယ်ပေါ့နော် အဓိကတော့ကျွန်တော်ကိုမိုပဲစိုက်ပါတယ်ကိုမို body ပေါ့နော်ပြဿနာတပွဲကိုကြည့်မှဆိုရင်နာပိုလီနဲ့ကက်ကရီယာရီရောပွဲစဉ်မှာဆိုရင်နာပိုလီကနှလုံးကို20ရှုံးဘိုးပေါင်းကြီး3လုံးကို40ရှုံးဒါစတင်ကြီးဖြစ်တယ်ပေါ့နော်ခုပြောနေတာစတင်ကြီးတွေဒါနားနေရင်ဒီကြီးတွေအမျိုးမျိုးစော့နိုင်နေတယ်ပေါ့နော်ဆရာအနေထားကိုကြည့်မယ်ဆိုရင်နာပိုလီအဆင့်တစ်89မှဒါအင်တာမီလန်နဲ့တစ်ချိန်တည်းကမှအင်တာမီလန်က88မှ နာပိုလီကဒီပွဲစဉ်ကိုတည်ရချားလို့မရဘူးနိုင်လိုက်တာနဲ့ကျွန်တော်တို့ချန်ပီယံဖြစ်ပြီပေါ့နော်ကက်ကရီယာတွေကိုကြည့်မှဆိုတော့64မှာရှိရ36မှာပေါ့နော်ဒီကကက်ကရီယာတွေကတော့ဒီဟာဒီတန်းစင်းဆောင်နဲ့လွတ်သွားပြီပေါ့ဗျာပထမအချော်ရလတ်ကိုကြည့်မှဆိုလို့ရှိရင်ဒါနာပိုလီတင်းကဖိုးစည်းဆိုတဲ့ရလတ်နဲ့နိုင်ထားတာတွေ့ရတာပေါ့နော်ဒါရှိနာပိုလီအသင်းရဲ့အင်္ဂွန်ကာရာဖောင်ကိုကြည့်လိုက်မှဆိုရင်နောက်ဆုံးဆော့ခဲ့တဲ့၅ပွဲမှာ၄ပွဲနိုင်တဲ့ဝက်တီ ကျွန်တော်တူတူစော့ထားတယ်ဗျာအမှန်ဆိုဒီဘွဲမှာသာနိုင်နိုင်တို့တို့ဒီချိန်ချမ်းမြန်ဖြစ်ပြီပေါ့ဗျာကက်ကရီယာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကက်ကရီယာတွေရဲ့အတင်းရဲ့အဝေးခွင့်ကာရာဖောင်ကိုဆက်ဆံရင်တော်တော်လေးညံ့နေပေါ့နော်တဘွဲနိုင်တဘွဲတည်သုံးဘွဲရှုံးထားတယ်ရှုံးတာကိုမိုရှိမယ်အင်တာမီလန်ရှိမယ်ရိုမာရှိမယ်ဒါပေမဲ့ဒီနေရာမှာသတိထားမှာဒီကက်ကရီယာတွေအတင်းကတော့အတင်းကြီးတယ်နော်ဆိုတော်တော်လေးဘယ်လိုမှလဲခံကစားနိုင်တဲ့အတင်းတင်းဆိုတာအမေ့ထားလို့မရဘူးပေါ့နော် အခုလို့ဆိုကျွန်တော်အတ္တလန်တာကိုဇီဇီဆော့ထားတယ်မီလန်ဝမ်ဝမ်ဆော့ထားတယ်ဗောနော်ဖီယိုရင်တီနာကိုဝမ်ဇီနဲ့ရှုံးထားတယ်လာဇီကို2-1နဲ့ရှုံးထားတယ်ဗောနော်ဒီလိုပြောချင်တာသူတို့ဆော့ခဲ့တဲ့အင်္ဂွင်ပွဲစဉ်မှာဆိုလာဗနက်စီယာကို3-0နဲ့နိုင်ထားတယ်လဲကျွန်တော်တွေ့ရတယ်ဗောနော်အာကျွန်တော်တို့ဒါပေါ့ပေါ့တန်တန်တွေးလို့မရဘူးကျွန်တော်တို့ကထိုးသားတယ်ဆိုတော့ဒါနှလုံးကိုအခုပေးထားတဲ့ body ကြီးကတော်တော်လေးပြင်းနေဗောနော် နှလုံး20ရှုံးဆိုတဲ့ body ကြီးကတော်တော်လေးပြင်းနေပါတော့ကျွန်တော်ဒါတစ်ချက်တည်းတော့ထားရမယ်ဒီနှစ်တင်း head to head 5ချိန်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်5ချိန်မှာဆိုရင် Napoli ရဲ့အသင်းက3ချိန်နိုင်တယ်2ချိန်ကတော့တည်ကြထားတာလည်းတွေ့ရတွေ့နိုင်လဲကျွန်တော် Botini score ဆိုတာဖြစ်ထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒီ body ကြီးကတော့တော်တော်လေးခက်ခဲမဲ့ပွဲစဉ်တစ်ပွဲပေါ့နော်။အောင်ဖို့ကတော်တော်လေးခက်ခဲမဲ့လို့ထင်တယ်ပေါ့နော်။ ပက်ကရီယာတွေကလည်းတန်းတန်းဆောင်ကလွတ်သွားပြီဆိုတော့တို့တို့ဒီဘလို့ဆော့လာမယ်ဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်။တနာပိုလီဖက်မှာဆိုရင်တော့ကစားသမားအစုံဆုံးပါလာနိုင်တယ်ပေါ့နော်။အဓိကတော့တို့တို့ကလူကာကူတိုမီနီပေါ့ဗျာဒီကစားသမားတွေကမင်းပါပဲ။ Wise to Osco ကြီးမှာဆိုရင်နာပိုလီအနိုင်ကိုပြား20တထောင်လောက်နေရပဲရမယ်ပေါ့နော်။တရီကို၈စံနဲ့ပက်ကရီယာတွေအနိုင်ကို73စံပေးထားတာလည်းတွေ့ရတယ်။ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့ဘလို့ပဲနေနေပါနော်။ တနာပိုလီအသင်းအ ਨੇ ဆုံး3စီးနဲ့နိုင်မှာပဲဒီပွဲစဉ်ကတော့ခြေအောင်မှာဆိုတော့ကျွန်တော်သိတယ်ဗောနော်နာပိုလီအသင်းရဲ့အိမ်ဝင်ပွဲစဉ်တွေမှာခြေလိုက်မှာဆိုလို့ရှိရင်လည်းနာပိုလီအသင်းကအိမ်ဝင်ပွဲစဉ်တွေမှာ3စီးဆိုတော့ရလာနေနိုင်ထားတဲ့အသင်းဆိုလို့ကျွန်တော်ဒါအမ်ပိုလီတင်းတော့ပဲရှိမယ်ဗောနော်ဒါနောက်ဆုံးဆိုရတဲ့10ပွဲ15ပွဲမှာခြေလိုက်အ ਨੇ ဆုံး9စီးဆိုတော့ရလာတော့ပဲရှိတယ်ဗောနော်အနာနီလို့ခြေအပြောင်းလဲတွေထပ်ဖြစ်လာနိုင်သေးတယ်ဗောနော် အခုလက်ရှိအခြေအနေမှာတော့ body ကြီးကတော်တော်လေးပြင်းထန်နေတာလည်းတွေ့ရတယ်။ဘလိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်နာပိုလီ body ပဲစိုက်တယ်ဘလောက်ပဲကြီးတွေပြင်းနေပါသေးပါတော့။ကျွန်တော်နာပိုလီ body ပဲစိုက်တယ်နာပိုလီ30ဇီလောက်နဲ့နိုင်သွားမလို့ချင်တယ်ပါတော့။ဒီနေ့ကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲစဉ်တွေကတော့ Patin နဲ့ Balencia မှာဆိုရင် Balencia body ပါတော့။ပိုမိုနဲ့ Inter မှာဆိုရင် Pomo body နာပိုလီ body တို့ဖြစ်ပါတယ်။ ညီကိုတို့အားလုံးအဆင်ပြေကြပါစေ၊ကျမ်းမချမ်းသာကြပါစေ။ like subscribe comment လေးတွေပေးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဗောနော်။နောက်ထပ်ကျွန်တော်ဒီကျွန်တော်ရဲ့ formula မှာဗောနော်ကျွန်တော်တကယ်လို့အပြောင်းအလဲဖြစ်တယ်ဆိုရင်ကျွန်တော်ရာ YouTube မှာ comment မှာကျွန်တော်ရေးပေးမယ်ဗောနော်။ဒီ bottom bar မစားခင်ဗောနော်။ဘယ်အသင်းကိုအပြောင်းအလဲလုပ်ပြီးထိုးရမယ်ဆိုတာကျွန်တော်ပြောပေးပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။